ငွေကြေးအရာအောင်မြင်နေတဲ့လူတွေကိုကြည့်ရင်သူတို့မှာမူကျင့်ကောင်းပုံစံ15ခုကိုရှိတာကိုတွေ့ရပါတယ်။အဲ့ဒီ15ခုအကြောင်းကိုအနေငယ်ဝင်မြသင်ဆက်ပေးကြပါမယ်။မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှ investing အကြောင်းအခြေခံတွေနဲ့ personal finance အကြောင်းတွေကိုဝင်မြသင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူ like ပါလေးလာဖို့ဖိတ်ခေါ်ပါရစေ။ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါရစေ။ငွေကြေးပိုင်းအောင်မြင်သူတို့ရဲ့ ပုံစံ15မျိုးအကြောင်းကိုစာမယ်နော်။နံပါတ်1နောက်ကုန်ချိန်ပေးစရာရှိတာတွေပေးပြီးရင်ငွေအပိုတွေကျန်သေးတယ်။နောက်ဆောင်ဝင်လာတဲ့အခါမှာသူတို့ကငွေတွေအလုံးကုန်အောင်မတုံးကြပါဘူး။မလိုအပ်တဲ့ကုန်ကြစည်းတွေကိုရှော့ချကြပါတယ်၊ရှောင်ချတတ်ကြပါတယ်။ပေးစရာရှိတယ်ပေါ့နော် bills တွေ ရေဖို့လာမီဖို့ internet ဖုန်း bill အင်္ဂါကစတာတွေပြီးရင် credit card လို bill တွေအကုန်လုံးကိုအချိန်မီပေးသေးရှိပါတယ် မြဲတမ်းကုန်ကြနေရမယ်ကုန်ကြစည်တွေအတွက်ဆိုရင်တခြားအစီအစဉ်ချပြီးတော့မှဖယ်ပြီးတော့မှငွေကိုသုံးပါတယ်။ရတဲ့လှစာနဲ့ကန့်ညီတယ်ပေါ့နော်ဘဝနေထိုင်မှုပုံစံအတိုင်းနေထိုင်ကြပါတယ်။ဒီလိုပုံစံဖြစ်ဖို့ဆိုရင်ငွေကိုဘတ်ဂျက်လုပ်ပြီးသုံးရမှာဖြစ်ပါတယ်။ဘတ်ဂျက်လုပ်တဲ့အခါမှာတလောက်ကိုကိုကလိုအပ်တာတွေတဲ့ဘလောက်သုံးမလဲလူကျင်တာတွေကဘလောက်လဲစုဆောင်မှုကဒါမှမဟုတ်ရင်အကျွေးရှင်ဆက်ဖို့ကဘလောက်သုံးမလဲဆိုပြီးတော့မှငွေကိုရထားပြီးသုံးရမှာဖြစ်ပါတယ်။ နမနဲ့ဝင်ငွေရဲ့အစိတ်ပိုင်းတစ်ခုကို ပုံမှန်အမြဲစုဆောင်နေ။ငွေဆွရမယ့်အလုပ်ကိုသူတို့ကလှစင်ပေးစရာရှိတဲ့ကိစ္စတစ်ခုလို့သဘောထားပြီးတော့မှလုပ်ပါတယ်။ကုန်ကြစရာတွေအတွက်ငွေပုံမသုံးခင်မှာအရင်ဆုံးစုဖို့အတွက်ဖယ်ထားပါတယ်။ခုခုကိုအရင်ပေးတတ်ကြပါတယ်။ငွေစုတတ်တဲ့အလေးအချင်တွေရှိပြီးတော့မှငွေကနည်းနည်းလေးပဲဖြစ်ပါစေစုပြင်အောင်စုလေးရှိပါတယ်။ငွေစုတဲ့အခါမှာပန်းနိုင်တွေအတွက်စုပါတယ်။ငွေကိုသုံးကျင်ဖြုံးကျင်တာတွေအတွက်စုခြင်းမဟုတ်ပါဘူး။ ငွေတွေပိုလာမှစုလေဆိုတာမျိုးကိုမဟုတ်ဘဲနဲ့ပုံမှန်ဝင်ငွေတွေကနေပြီးတော့မဖြစ်မနေစုကြတာဖြစ်ပါတယ်ဒီလိုပုံစံဖြစ်ဖို့ဆိုရင်ကိုယ့်ရဲ့ဝင်ငွေတွေကနေဆရာကန်နှုံးလောက်စုနိုင်အောင်စပြီးတော့မှစုတင်ပါတယ်နောက်ပိုင်းတနစ်ကိုတစ်ရကန်နှုံးစီတဖြည်းဖြည်းချင်းတိုးပြီးတော့စုသွားနိုင်ပါတယ်နံပါတ်3အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံတယ်သူတို့ရဲ့ငွေငွေပေါ့နော်စုဆောင်ငွေတွေတဲကနေပြီးတော့မှရင်းနှီးမြှုပ်နှံကြပါတယ်အနာဂတ်မှာကြီးပွားဖို့အတွက်ဖြစ်ပါတယ် invest လုပ်တဲ့အခါမှာ stock ဈေးကွက်တွေရှိမယ် stock index etf တွေရှိမယ်ပြီးအင်ချမ်းမြေတွေဆိုပြီးတော့မှငွေတွေကိုထည့်ပြီးတော့မှ ရေရှည်စီမံကိန်းနဲ့စုကြတာဖြစ်ပါတယ်တို့ရင်ပေါင်းအတိုးဆိုတဲ့ compounding ရဲ့အစွမ်းကိုတခြားနားလည်ကြပါတယ်ရေရှည်ကိုမျှော်မြင်ကြည့်တတ်ပြီးတော့မှ အမြင့်မြင်မြန်ရရေးကိုပဲဦးစားမပေးကြပါဘူး investing နဲ့ပတ်သက်ပြီးတော့မှအမြင်လေ့လာနေကြပါတယ် stock မှာ invest လုပ်တဲ့အခါမှာဈေးကွက်ကတက်လိုက်ကျလိုက်ဖြစ်နေပါတယ် ါတွေနဲ့ပတ်သက်ရင်သူတို့ကအုံလုံးခြောက်ခြားခြင်းမရှိပါဘူး။သူတို့လိုပုံစံဖြစ်နိုင်ဖို့ဆိုရင်ပုံမှန်အချိန်မှန် invest လုပ်ခြင်းအလုပ်ကိုလုပ်နိုင်ပါတယ်။နံပါတ်၄အကျွေးမရှိတော့မဟုတ်အကျွေးနည်းနည်းလေးသာရှိတယ်။ credit card နဲ့ငွေကိုသုံးစွဲကြပေမဲ့ credit card သုံးတဲ့အခါမှာသုံးနိုင်နေပေါ့နော်အများဆုံးသုံးနိုင်နေကန့်သက်ချက်အထိကိုဘယ်တော့မှမသုံးပါဘူး30ရာခိုင်နှုန်းနဲ့အောက်ကိုတော့သုံးပါတယ်သုံးပြီးသမျှကိုလည်းလကုံပေါ့နော်ပေးစရာရှိတဲ့ဒါရက်မတိုင်ခင်မှာအပြည့်ပေးချေကြပါတယ် တို့မြများပေးရတဲ့အကျွေးတွေကိုအမြဲရှောင်ရှားကြပါတယ်။အကျွေးယူတယ်ဆိုလို့ရှိရင်ဘယ်အကျွေးကတော့ကောင်းတဲ့အကျွေးလဲဘယ်အကျွေးကတော့ဆိုးတဲ့အကျွေးလဲဆိုတာတွေကိုသိချလဲနားလဲကြပါတယ်။တို့လိုချင်တာတွေဝယ်ဖို့အတွက်မချင်းကားကြပါဘူး။မဖြစ်မနေချေးယူရမယ်ဆိုရင်တကယ့်ကိုလိုအပ်တဲ့အရာတွေအတွက်ကိုသာချေးယူပါတယ်။ပစ္စည်းတစ်ခုကိုအကျွေးနဲ့ဝယ်မယ်ဆိုလို့ရှိရင်လကုံလို့မှကိုကအပြည့်ပေါ့နော်ပြန်မပေးဆက်နိုင်မှုဆိုရင်မဝယ်ပါနဲ့။ နမငါရေအကြောင်းကြုံလာရင်စိတ်အေးအေးနဲ့ဖြေရှင်းနိုင်တယ်။သူတို့မှာ emergency fan အမြဲရှိပါတယ်။ဒါကြောင့်မလို့ရေအကြောင်းတစ်ခုခုဖြစ်လာတယ်ဆိုလို့ရှိရင်ဘယ်တော့အခါမှငွေချေးယူဖို့မလိုအပ်ကြပါဘူး။မမျော်လင့်နာတွေဖြစ်လာမယ်ဆိုရင်အစင်းသင့်ဖြစ်အောင်ပြင်ဆင်ထားလေးရှိပါတယ်။အလုတ်ကင်ဆုံးရှုံးခြင်းဒါမှမဟုတ်ရင်မမျော်လင့်တဲ့ကျန်းမာရေးပြဿနာကြုံရခြင်းဆိုတာတွေရှိတဲ့အခါမှာအစင်ပြေအောင်လို့လည်းကြိုးပြီးတော့အစီမံထားတဲ့သဘောဖြစ်ပါတယ်။ သူတို့လိုပုံစံဖြစ်ဖို့ဆိုရင် emergency fund ကို3လစာကနေ6လစာအထိပေါ့နော်ငွေသားအနေနဲ့ဒါထပ်ထားရမှာဖြစ်ပါတယ်နံပါတ်6လစာဝင်လိုက်ကုန်သွားလိုက်နဲ့မနေကြဘူးသူတို့ဟာနောက်လစာဝင်မှငွေကို သုံးနိုင်ကြတဲ့လူတွေမဟုတ်ပါဘူးငွေပို့တွေအများကြီးရှိကြပါတယ်ငွေကိုအများတဲ့အစီအစဉ်တကြနဲ့သုံးတဲ့အတွက်ကြောင့်မို့လို့လမကုန်ခင်ငွေကုန်တာမျိုးလည်းမကြုံကြပါဘူး မဖြစ်မနေလိုအပ်တဲ့အသုံးစရိတ်အတွေအတွက် credit card ကိုကြည့်ပဲအားကိုးနေစရာလည်းမလိုပါဘူး။တို့လိုပုံစံဖြစ်ချင်တဲ့ဆိုရင်တော့လစာတလစာလောက်ပေါ့နော်ခွာထားပြီးတော့မှကိုယ့်ရဲ့ပေါ့နော်လက်ရှိရှိနေတဲ့ဝင်ငွေအတိုင်းကို budget လုပ်ပြီးတော့မှသုံးတင်ပါတယ်။မဝင်သေးတဲ့ဝင်ငွေကိုမျောလင့်ပြီးတော့မှ budget မလုပ်တင်ပါဘူး။နံပါတ်9ဝင်ငွေလမ်းကြောင်းတစ်ခုမကရှိတယ်။တို့ရဲ့ဝင်ငွေတွေဟာအလောက်ကန်တစ်ခုတည်းကနေရတာမဟုတ်ဘဲနဲ့တခြားနေရာကနေလည်းရတာတွေရှိကြပါတယ်။ အဘိုးအလုပ်ကိုလုပ်နေတာပဲဖြစ်ဖြစ်လွတ်တန်းပညာရှင်လိုမျိုး freelance အလုပ်ကိုလုပ်နေတာပဲဖြစ်ဖြစ်လုပ်တတ်ကြပါတယ်သူတို့လုပ်နေတဲ့ investment တွေကနေလဲ passive income တွေဝင်နိုင်ပါတယ်ဝင်ငွေလမ်းကြောင်းအပူဖြစ်လာနိုင်တာတွေကိုလည်းအမြဲတမ်းအခွင့်အရေးရှာနေကြပါတယ်ဝင်ငွေတစ်ခုတည်းရှိခြင်းကြောင့်ဖြစ်လာနိုင်တဲ့ပေါ့နော်ဝင်ငွေရက်သွားရင်ဖြစ်လာနိုင်တဲ့ဒုက္ခတွေကိုကြိုပြီးတော့မှရှောင်ထားကြပါတယ် သူတို့လိုပုံစံဖြစ်ဖို့ဆိုရင်ဝင်ငွေအပူလမ်းကြောင်းတွေကိုတည်ဆောက်ရမှာပါအဲ့လိုတည်ဆောက်တယ်ဆိုလို့ရှိရင်နည်းနည်းလေးကနေပြီးတော့မှစတင်နိုင်ပါတယ် freelancing လာဒါမှမဟုတ်ရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုတစ်ခုခုကိုသူများကိုသင်ပေးတာလားဒါမှမဟုတ်ရင် investment တွေလုပ်ပြီးတော့မှ passive income ပေါ့နော် dividend တွေရအောင်လုပ်ပါလားဆိုပြီးတော့မှစတင်နိုင်ပါတယ်နံပါတ်၈လိုအပ်တာတွေကိုဝယ်တယ်လိုချင်တာတွေကိုပဲမဝယ်ဘူးတစ်ခုခုကိုမဝယ်ခင်မှာသူတို့ကအရင်ဆုံးတရားစဉ်းစားလေးရှိပါတယ် လိုအပ်တာလားလိုချင်တာလားဆိုတာကိုတိတိကျကျခွဲခြားပြီးတော့သိကြပါတယ်။ချက်ချင်းအခုလိုချင်တာဝယ်မှာလားဒါမှမဟုတ်ရင်နောက်တစ်နှစ်လောက်အကြာမှာမှပိုကောင်းတဲ့အရာတစ်ခုကိုမျိုးမှာလားဆိုပြီးတော့မှ delay gratification လုပ်နိုင်ကြသူတွေဖြစ်ပါတယ်။သူတို့ဟာနောက်ဆုံးဘော်ရီနောက်ကိုမလိုက်ကြပါဘူး။နောက်ပြီးတော့သူများဝေးတယ်လို့၊သူများစားတယ်လို့၊သူများဝယ်တယ်လို့လိုက်ပြီးတော့လည်းမလောက်ကြပါဘူး။အတုံးဝင်တာတန်မိုးရှိတဲ့ပေါ့နော်အရေးအတွေးရှိတဲ့ပစ္စည်းတွေကိုပဲရှာဖွေကြပါတယ်။ brand တွေနောက်ကိုမလိုက်ပါဘူး။ တို့လိုပုံစံဖြစ်ဖို့ဆိုရင်တခုခုဝယ်မယ်ဆိုတဲ့အခါတိုင်းမှာ48နာရီပေါ့နော်စောင့်ကြည့်တတ်တဲ့48 hour rule ကိုသုံးနိုင်ပါတယ်လိုချင်တာတခုခုမဝယ်ခင်မှာနှစ်ရက်လောက်စောင့်လိုက်တယ်ဆိုလို့ရှိရင်တကယ်ဝယ်ခြင်းသေးသလားမဝယ်ခြင်းဘူးလားဆိုတာကိုသိကြသွားစေမှာပဲဖြစ်ပါတယ်ဓမ္မကိုများများကုံကြမဲ့အတုံးစီရိတ်တွေအတွက်ကြိုတင်ပြီးတော့စီစဉ်တယ် လာမယ့်လတွေလာမယ့်နှစ်တွေအတွင်းမှာတခုခုပေါ့နော်အသုံးစရိတ်များများကုန်မဲ့အသုံးစရာအတွက်ရှိတယ်ဆိုလို့ရှိရင်လတိုင်းငွေကိုဖဲ့ပြီးတော့မှစုတက်ကြပါတယ်။နော်နောက်ဆုံးအချိန်မှဘဏ်ကနေပြီးတော့မှငွေချေးယူလိုက်ခြင်းတွေကိုမလုပ်ကြပါဘူး။လေဂျိုတင်စီစဉ်ပြီးတော့မှစုဆောင်ထားတတ်ကြပါတယ်။တခုခုကိုဝယ်မယ်ဆိုလို့ရှိရင်လည်းတေချာလေ့လာတယ်။ဒါပဲနေရာကနေရှော့စေးချနိုင်မလဲ။ဘယ်ပစ္စည်းကပိုကောင်းမလဲ။တခုနဲ့တခုနိုင်ရှင်ပြီးတော့မှဝယ်ကြပါတယ်။ငွေ လုံလောက်အောင်ရှိပြီဆိုမှသာဝယ်ကြပါတယ်။ ံပါတ်30အကျွေးတင်နေစရာမလိုပဲအပန်းဖြေခရီးသွားနိုင်တယ်။ပန်းဖြေခရီးသွားကျင်တယ်ဆိုပြီးတော့မှစိတ်ကူးရှိတယ်။စီစဉ်ထားတယ်ဆိုလို့ရှိရင်လည်းကြိုပြီးတော့မှငွေကိုဖဲ့ပြီးစုပါတယ်။ခရီးထွက်ဖို့ကဒေါ်လာ1000ရှိတယ်ဆိုရင်အဲ့ဒီဘတ်ဂျက်အတွင်းကုန်ကြစည်းဝင်အောင်က3လရှိပါတယ်။ credit card တွေကိုပေါ့နော်အစိတ်ကြိုက်ပေါ့နော်ရှင်းတော့မစင်စားပဲသုံးပြီးတော့မှမေမေလျော့လျော့ပျော့ပျော့ပါပါ နေတာတွေမရှိပါဘူး။ ခီးထွက်တဲ့အခါမှာတတ်ပါစေဖို့အတွက်ပေါ့နော်ဒါသိပြီးတော့မှပေါ့နော်လူတွေများစွာခီးသွားတဲ့ holiday အချိန်တွေကိုရှောင်ကြပါတယ်သူတို့လိုပုံစံဖြစ်ဖို့ဆိုရင်ဒီလင်းလက်မှတ်တွေကိုကြိုတင်ပြီးတော့မှဝယ်ပါအနီးကမ်းမှမဝယ်ပါနဲ့ဟိုတယ်တွေဆိုရင်လည်းအလိုပဲပေါ့နော်ကြိုတင်ပြီးတော့မှ booking လုပ်ထားတယ် short stay ချနေတဲ့အချိန်မှာကိုက booking order တင်ထားတဲ့ဆိုလို့ရှိရင်ငွေများစွာစုဆောင်မိနိုင်တယ်လို့စိတ်ဖြစ်စီမှုတွေလည်းနေစေပါပါနံပါတ်7ငွေကို budget နဲ့တုံးတယ် ငွေဝင်လာတယ်ဘယ်ကိုထွက်သွားတယ်လဲသူတို့ကသိပါတယ်ဝင်ငွေထွက်ငွေကိုတေချာမှတ်တမ်းတင်ပြီးတော့မှစရင်စရာပြည့်စုံထားပြီးတော့ဘတ်ဂျက်လုပ်ပြီးသုံးတဲ့အတွက်ကြောင့်မလို့မြင်းများသုံးဖို့လိုတဲ့အခါမှာဆိုရင်လေလို့သူဖို့ short ထိုက်တင်တယ်လို့လောက်ကြပါတယ်ဘတ်ဂျက်နီလန်တစ်ခုကိုအသုံးချနိုင်ပါတယ်ဥပမာ50 30 20ဆိုတဲ့ rule ပေါ့နော်ဝင်ငွေရလာပြီဆိုတာနဲ့လိုချင်တာတွေအတွက်က30ရာခိုင်နှုန်းလိုအပ်တာတွေအတွက်က90ရာခိုင်နှုန်း ပြီးရင်အကျွေးပေးဖို့နဲ့စူဆောင်းမှုက20ရာခိုင်နှုန်းဆိုပြီးတော့မှရာပြီးတော့မှငွေကိုတုံးဆက်နိုင်ပါလေ။နံပါတ်7ကြီးပွားလာဖို့စမတ်ကြတဲ့ရွေးချယ်မှုတွေကိုလုပ်တဲ့ကံကောင်းခြင်းကိုစောင့်နေကြဘူး။လောင်ကစားဆန်တဲ့စိတ်နေစိတ်ထားနေပေါ့နော်။မြ мян ချမ်းသာခြင်းနဲ့စိတ်တွေအမြတ်အချိန်တိုအတွင်းရကြင်တာတွေကိုသူတို့ကရှောင်ရှားကြပါလေ။ငွေနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုချတဲ့အခါမှာဆိုရင်တိတိကျကျနားလည်ပြီးတော့မှပေါ့နော်ဆုံးဖြတ်ချက်ကိုချိန်ဆပြီးတော့မှလုပ်နိုင်ကြပါတယ် အမားတွေလုံမိတယ်ဆိုရင်အမြဲတမ်းသင်္ကန်းစာယူပြီးတော့မှပြပြင်ပြောင်းလဲပြီးတော့တိုးတက်အောင်လုပ်ပါတယ်။ရင်ရေတိုးပေါ့နော် လောဘကြီးခြင်းဟာမကောင်းဘူးဆိုတော့ကိုနားလဲပြီးတော့မှဒါအလိမ်အညာတွေမခံရအောင်လဲရှောင်နိုင်ကြပါတယ်။နောက်ပြီးတော့အမြဲတမ်းရေရှည်ပေါ့နော်ဘွားတက်တက်သားရေရှည်ကာလမှာအကျိုးအမြတ်ရနိုင်မှုကိုပို့ပြီးတော့အာယုံဆိုင်ကြပါတယ်။ Investment တွေဒီ trading တွေတစ်ခုခုဟာအရင်အမြတ်တွေအများကြီး ေးတယ်လို့ပေါ့နော်မယုံနိုင်စရာကောင်းလောက်အောင်ရမယ်အမျက်တွေရမယ်လို့ပြောတယ်ဆိုလို့ရှိရင်ဒါဟာအလိမ်ညာတွေ scam တွေဖြစ်ဖို့များပါတယ်ရှောင်ရှားရမှာဖြစ်ပါတယ်နံပါတ်7ငွေကြေးပန်းနိုင်တွေရှိပြီးလက်တွေ့အကောင့်ထဲပေါ်တယ်သူတို့မှာတိကျရှင်းလင်းတဲ့ငွေကြေးပန်းနိုင်တွေရှိကြပါတယ်ငွေကြေးပန်းနိုင်တွေကိုတတ်မှတ်ထားကြပါတယ်အဲ့ဒီပန်းနိုင်ကြီးတွေကို အစင်းစင်ခွဲပြီးတော့မှလာတိုင်းနေ့တိုင်းရောက်အောင် အစဉ်အဆက်စူးစမ်းပြီးတော့လက်တွေလုပ်နေကြပါတယ် ဒီလိုဖြစ်ဖို့ဆိုရင်ကိုကကိုယ့်ရဲ့ငွေကြေးပန်းနိုင်တွေကိုတည်တည်ချာချာပေါ့နော်ချရေးပြီးတော့မှတည်တည်ချာချာတတ်မှတ်ပေးရမှာဖြစ်ပါတယ်။ဘာအတွက်လဲငွေဘလောက်လိုမှလဲဘလောက်ကြာဖို့လိုမလဲဘလောက်စုဆောင်ရမလဲဆိုတာတွေကိုတေချာခွဲချမ်းစိတ်ဖြာပြီးတော့မှပေါ့နော်လတိုင်းဘလောက်ကိုစုရမလဲဘလောက်ကို invest လုပ်ရမလဲဆိုပြီးတော့မှ action ယူရမှာဖြစ်ပါတယ်။နံပါတ်၄ငွေနဲ့ပတ်သက်ပြီးစိတ်အေးချမ်းမှုရှိတယ်။ငွေကိုနေရာတကျထိန်းသိမ်းစီမံထားနိုင်တယ်။ ငွေနဲ့ပတ်သက်ပြီးတော့မှသူတို့ဟာ saving စီမှုတွေမရှိပါဘူး။တော်ယုံတန်ယုံငွေကြေးပြဿနာဆိုလို့ရှိရင်အေးအေးလူလူပဲရင်ဆိုင်ဖြည့်ရှင်းနိုင်ပါတယ်။သူတို့မှာငွေနဲ့ပတ်သက်ပြီးတော့အစီမံကိန်းရှိပြီးတော့မှကိုကိုကိုယုံကြည်မှုလည်းရှိကြပါတယ်။ဆုံးဖြတ်ချက်ချတဲ့အခါမှာတေချာတွေးခေါ်ပြီးတော့ချတတ်ကြပြီးတော့အနာဂတ်အတွက်ကိုလည်းကြိုတင်ပြင်ဆင်ကြပါတယ်။သူတို့လိုပုံစံဖြစ်ဖို့ဆိုရင်တော့ငွေနဲ့ပတ်သက်တဲ့အလေးအကျင့်ကောင်းတွေကိုတည်ဆောက်ရမှာဖြစ်ပါတယ်။ နံပါတ်5ကို့ငွေကြေးပိုင်းထိခိုက်မှုမရှိဘဲတခြားသူကိုကူညီနိုင်တယ်လိုအပ်တဲ့နေရာတွေကိုလူတန်းနိုင်တယ်ကိုကလူကျင်တယ်ဒါမှမဟုတ်ရင်သူများကိုကူညီကျင်တယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်လည်းဒုက္ခမရောက်ဖို့လိုအပ်ပါတယ်ဖြစ်မနေတောင်းရမယ့်ပတ်စံတွေကလူဖို့မသင့်တယ်လို့ emergency fund တွေကနေပြီးတော့မှလည်းထိခိုက်ခံပြီးမလူသင့်ပါဘူးဒုက္ခတွေတွေကိုလူတန်းရင်းနဲ့ကိုကဒုက္ခတွေဖြစ်သွားတယ်ဆိုတာတော့မကောင်းဘူးပေါ့နော်လူမဲ့ဆိုလို့ရှိရင်အရင်ဆုံးစီစဉ်ချပါ ပလန်ထဲမှာထည့်ဆွဲပါဘတ်ဂျက်ထဲမှာထည့်ဆွဲပေါ့နော်တလောက်ကိုဘလောက်လှူမလဲဆိုပြီးတော့မှရေးဆွဲထားနိုင်ပါတယ်ကိုယုံကြည်တဲ့ပေါ့နော်အဖြစ်အပျက်တွေနဲ့နေရာတွေမှာလှူနိုင်ပါတယ်ဥပမာအနေနဲ့မိအိုဖအိုရှိတဲ့လူတွေဟာဆိုလို့ရှိရင်ဒါဘိုးဘွားရိတ်တာလိုမျိုးကိုဒါလှူမယ်ဒါမှမဟုတ်ရင်လေဒါမိဘမဲ့ကလေးတွေကိုဝေးဆိုင်တယ်ဒါကိုက တနာညာတာတဲ့အတွက်ကြောင့်မလို့လူတယ်ဆိုတဲ့သဘောမျိုးကိုလောက်နိုင်ပါတယ်လူတယ်ပေးကန်းတယ်ခုန်ကြီးတယ်ဆိုတာကအလွန်ကောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်ဒါပေမဲ့တာဝန်တိတိနဲ့လူရမှာဖြစ်ပါတယ်မလူသင့်တဲ့နေရာမှာမလူမိဖို့လည်းအရေးကြီးပါတယ်လူတန်းပေးကန်းတာနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒီလစဉ်ဘတ်ဂျက်ဒါမှမဟုတ်ရင်နေ့စဉ်ဘတ်ဂျက်ပေါ့နော်ထဲမှာထက်သွင်းရေးဆွဲပြီးတော့မှလတိုင်းပေါ့နော်ဘလောက်ကိုလူမဲတနည်းကိုဘလောက်ဘယ်နေရာကိုလူမဲဆိုပြီးတော့မှသတ်မှတ်ထားနိုင်ပါတယ် အဲ့ဒီတတ်မှတ်တဲ့အတိုင်းလူတဲ့အခါမှာဆိုရင်ကိုဟာပျော်ပျော်ရွှင်ရွှင်စိတ်အေးလက်အေးနဲ့လူနိုင်မှာပဲဖြစ်ပါတယ်အခုပြောပြပေးခဲ့တာကတော့ငွေကြေးပိုင်းမှာအောင်မြင်နေကြတူတွေရဲ့အမှုအကျင့်ပုံစံ15ခုပဲဖြစ်ပါတယ်အခြားသောပုံစံတွေလည်းရှိတယ်ဆိုလို့ရှိရင် comment မှာဝင်မြပေးခဲ့နိုင်ပါတယ် like ကိုနေပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်ဝေချင်းနဲ့ပတ်သက်ပြီးအောင်မြင်ကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆုံကြပါစို့။